နပိုလီယံကရုရှားမြို့တော်ကိုတင်ပိုက်ပြီးနောက်ထွက်ပြေးနေတဲ့ရုရှားဘီရင်ကသူ့စီကိုလာပြီးလက်နက်ချအညံ့ခံတော့မှလို့ထင်မှတ်ကထိုင်ဆောင်နေတဲ့ပြည်တနာကပြည်သူတွေအလုံးစွန့်ခွာသွားကြပြီဖြစ်လို့ဘာရိတ်ခါမှမရှိတော့ပဲမြို့မှာဆက်နေဖို့တောင်ခက်ခဲလာတာစိတ်ပူပြီးနပိုလီယံကရုရှားဘီရင်စီကိုအရင်စာပို့ပြီးကမ်းလှမ်းလိုက်တာကအပြစ်အခက်ရက်စဲပေးမဲ့အပြင်သူ့ဘက်ကဘာမှမယူဘဲနဲ့ဒီအတိုင်းလှည့်ပြန်ပေးမဲ့တဲ့သူကအဖြေကိုထိုင်ဆောင်နေရင်နှစ်လကြာသွားပြီမဲ့ရုရှားဘက်ကဘာမှအကြောင်း ပြန်လာပါဘူး။ဒါနဲ့ရွေးစရာမရှိတော့ဘဲမော်စကိုမြို့ကိုဆွန့်လွတ်ပြီးပြန်လည်ဆုတ်ခွာဖို့ခြေလမ်းကိုစားလိုက်တာနဲ့ရန်သူအားလုံးကိုဖိတ်ခေါ်လိုက်သလိုဖြစ်သွားပြန်ရော။သူကအပြန်လမ်းမှာမြို့တစ်မြို့ကိုအရင်သိမ်းပိုက်ပြီးရိတ်ခါရယူဖို့ခြေတက်လာတဲ့အခါရုရှားတပ်ကလမ်းတဝက်မှာကြိုဆောင်ပြီးပိတ်ဆို့ထားတာကြောင့်ပြင်းထန်တဲ့ရင်ဆိုင်တိုက်ပွဲဖြစ်သွားပြီးရှေ့မတိုးနိုင်တော့ဘဲနဲ့အရင်ကသိမ်းပိုက်ထားတဲ့မြို့စီကိုဒါဆုတ်ခွာလာရတာတချိန်တည်းမှာရုရှားတပ်တွေကလည်းသူတို့ရဲ့အနောက်ကနေကန့်လိုက်လာတာပါရီခဲမအောက်ထိ အေးခဲလာမှုကြောင့်ထိုင်လျက်သားအိတ်နေတဲ့တချို့တွေဆိုရင်မိုးလင်းလာတော့အဲ့ဒီပုံစံအတိုင်းပဲဖြစ်နေပြီးလုံးဝကိုမလှုပ်တော့ပါဘူးပြီးတော့အရာရှိကဘယ်လောက်ပဲအော်အော်တက်သားတွေကပြန်အောင်လှဲမကြည့်ပဲထုံပေပေနဲ့လုံးဝကိုဂယုမဆိုင်တော့ပါဘူးလှဲပေါ်မှာရှိတဲ့ဒံယာရလူနာတွေကိုဘာမှမပြောပဲဒီအတိုင်းမပြီးလမ်းပေါ်မှာချထားခဲ့တာပါအစာထွက်ရှာတဲ့အခါချောင်းနေတဲ့ဒေတာခန်တက်ရဲ့လက်ထဲကိုကြားရောက်သွားပြီးအဝတ်စားတွေကိုချွတ်ယူသွားမှဖြစ်တယ်လို့တချို့တွေကိုလည်း ယ်။နာကြီးနေတဲ့ရွာသားတွေရဲ့လက်ထဲကိုအပ်လိုက်ပြီးကြိုက်တာလို့ဖို့ပေးထားခဲ့တာ။နပိုလီယံကခံတပ်မျိုးမှစောင်းခိုဖို့စီစဉ်ထားပေမဲ့သူ့ရဲ့ရှေ့ပြေးသက်ကရိတ်ခါတွေအပြင်ပစ္စည်းအလုံးကိုဖောက်ထွင်းယူဆောင်သွားကြပါပြီ။တောက်လျှောက်စုတ်ခွာနေရင်းနဲ့ရန်သူတပ်ကလိုက်မိလာတဲ့အတွက်တချို့တပ်ကိုအနစ်နာခံပြီးခုခံဖို့ထားရစ်ခဲ့ရတာပါ။အပြန်လမ်းမှာနပိုလီယံကိုအလွတ်မပေးဘဲအပြတ်ချိန်မုန်းဖို့ရုရှားတပ်ကမြစ်ရဲ့တစ်ဖက်ကမ်းပေါ်မှာပိတ်ပြီးတော့ကြိုးစောင့်နေတာ။အဲ့ဒါတော့နပိုလီယံကမြစ်ကို မရမကကြော်ပြတ်ဖို့တဖက်ရန်သူရဲ့ရှေ့မှာတံတားကိုပေါ်တင်ကြီးစောင်းလုံနေပါရောဒါပေမဲ့တခြားဖက်မှာတံတားနောက်တစ်ခုကိုလျှို့ဝှက်ပြီးစောင်းလုံနေတာပြီးသွားတာနဲ့နပိုလီယံတပ်တွေကရုတ်တရက်လမ်းကြောင်းပြောင်းလိုက်ကမြစ်ကိုစတင်ကြော်ဖြတ်လာတယ်ရုရှားဘက်ကတိတွားတာနဲ့တိုက်ဖို့ခြေတက်လာတော့ကြိုဆောင်နေတဲ့နပိုလီယံတပ်နဲ့ထိတ်တိုက်တွေ့သွားကြပြီးသူတို့ကိုထိန်းထားလိုက်တယ်တစ်ချိန်တည်းမှာအယောင်ပြစောင်းလုံထားတဲ့တံတားပေါ်ကနေနပိုလီယံတပ်ကတကယ်ကြော်ဖြတ်လာပြီးတော့ရုရှားတပ်ကို နောက်ကနေဝင်ပြီးညှက်တိုက်တယ်။ဒါပေမဲ့ထက်ချက်မခွာလိုက်လာတဲ့ရုရှားဒေတာခန်တပ်ကလည်းတဆင့်ပြန်ပြီးဝင်တိုက်လိုက်တာကြောင့်တိုက်ပွဲကအပြင်းထန်ဆုံးဖြစ်သွားတဲ့တံတားပေါ်ကနေဆုတ်ခွာလာကြတဲ့နပိုလီယန်တပ်တွေထပ်မံရောက်ရှိလာတဲ့အတွက်ရုရှားဘက်ကပြန်ဆုတ်သွားတော့တယ်။နောက်ဆုံးတော့နပိုလီယန်ကလွတ်မြောက်သွားပေမဲ့ရုရှားကိုစတင်ခြေတပ်တုံးကရှိခဲ့တဲ့စစ်သည်၅သိန်းမှ၃တောင်းခန့်သာပြန်လည်ရောက်ရှိလာတာဖြစ်ပြီး80ရာခိုင်နှုန်းအများစုက ရာသီဥတုနဲ့ယောဂါကြောင့်ကြာဆုံးခဲ့ရတာ 匹配的。